အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကျူး channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ dolphin မှာအခုပဲပြမှာတော့စိုင်းဆရာတတ်နိုင်ပြီးဥလွန်ရေးသားထားတဲ့အမေညိုးဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ပြီးကြပါခင်ဗျာအမေညိုးကျောင်းစစ်လို့အိမ်ပြန်အရောက်ထိုင်ကုန်ပေါ်ခဏထိုင်နားနေရင်နေ့လယ်ကဂျင်းနန်းစာကိုအိတ်ထက်ကနေ ပြန်ထုတ်ဖတ်မိတယ်အမေညိုးအသေးအတန်ဖြစ်အမြင်လား ညမငယ်စုံငငယ်ညူရိုက်လိုက်တဲ့ချင်းနဲ့ဆက်ဖက်ဖက်ချင်းမျက်လုံးထဲပြဝေသွားမိတယ်ဖြစ်မှာပေါ့အမေညိုလို့သာအားလုံးကခုန်နေကြတာတကယ်အမေရင်တယောက်လေကိုယ့်ရဲ့အမေရင်ကိုအမေလို့မခေါ်ပဲအမေညိုလို့ခေါ်ရတာကလည်းဟိုကောင်ထွေးညိုကစခဲ့တာထွေးညိုဆိုတာမွန်နမ6ယောက်ထဲမှာနှုညာပြောရရင် အမေညိုအချစ်ဆုံးသားပေါ့အဖေနာမည်ကဦးမောင်ညိုအမေနာမည်ကဒေါ်အေးတန်း ောင်နှမတွေအားလုံးရဲ့နာမည်အစုံမှာအဖြစ်နာမည်ကညိုကိုယူပြီးအဆုံးသက်ထားကြတာပထမအကိုကြီးရဲ့နာမည်ကတင်မောင်ညိုမိမိအလက်ဒုတိယကျတော့ခင်မောင်ညိုနောက်မွေးတဲ့ညမနှစ်ယောက်နာမည်ကိုလွယ်လွယ်ပဲတင်မေညိုခင်မေညိုဆိုပြီးမဲ့ခေါ်မဲ့ခဲ့ကြတယ်။ငါးယောက်မြောက်ညို့ညာကထွေးညို့ထွေးညို့ကိုမွေးတော့အထွေးဆုံးသားလေးဆိုပြီးမောင်ထွေးမောင်ထွေးနဲ့ခေါ်ကြရင်အဖြစ်နာမည်ကညိုနဲ့ပေါင်းလိုက်တော့ထွေးညို့ဆိုပြီးဖြစ်လာတာ။ ငယ်ဆုံးမွေးတဲ့ညီမကြတော့နာမည်ပေးရတာရှင်းတာပဲငငယ်ညူတဲ့ထွေးညွန့်လေးမွေးတုန်းကချူချာရှာတယ်အမေညူဆိုလက်ထဲကမချပဲပြုစုယူရခဲ့ရတာဒါကြောင့်လဲအချစ်ဆုံးဖြစ်ခဲ့တာနေမှာစကားတခါဆအရွယ်အဖေနာမည်မင်းရင်ထွေးညွန့်ဖြစ်တာက အဖေညူအမေကြတော့အမေညူနောက်ဆက်ဖြစ်လိမ့်မယ်ကိုကိုညူမမညူအဲ့ဒီကစပြီးအမေနာမည်လဲအမေညူဖြစ်ခဲ့ရတာ အိမ်မှာအမိညိုနောက်ရက်ွက်ထဲမှာအမိညိုတစ်မျိုးလုံးတစ်ဆွေလုံးရဲ့နဲ့တစ်မျိုးလုံးခေါ်ကြတာကလည်းအမိညိုပဲအခုအမိညိုကအသေးအံဖြစ်လို့တဲ့နေ့လေကလေးကကြောင်းအုပ်ကြီးကိုကြီးနေပြခွင့်တင်ဒေတာထွက်ခွာခွင့်တောင်းခဲ့ပြီးပြီးအမိညိုရေအမိသားမနဲ့ပြန်အစောဆုံးကားနဲ့အမိစီကိုအရောက်လာခဲ့မယ်အမိညိုစီရောက်တော့ထွေးညိုကလွဲပြီးခြံနဲ့မောင်နှမအားလုံးရောက်နေနေကြပြီး မျက်နာမသားမယာတွေနဲ့ဝိုင်းလို့စီးချိုကြတယ်။ကိုထက်စာရင်သူတို့ကနီးရဲ့လေ။ကိုကသာမိုင်းနေရာချော်ခီးကိုအပြင်းနင်းခရတာ။ရောက်ရောက်ချင်းအမင်းညိုကိုသွားကြည့်။ဦးချကတော့စိတ်ထဲမှာဝမ်းနည်းတလူလူငိုချင်းတလူလူမျက်လုံးအိမ်ထဲမှာမျက်ရည်အဝိုင်းသား။အမင်းညိုတက်တာလားတားရောက်လာပြီ။အမင်းညိုအနာကက်တူတူညင်ညင်ပြောဆိုအပ်ပြီးမျက်လုံးကိုအသားရဖွင့်ကြည့်တဲ့အမင်းညိုခေါင်းလေးဆက်ပြ အားမရှိတရှိနဲ့မြောက်ကျွားဖို့ကြိုးစားနေတဲ့လက်ကလေးကိုကိုကမင်းဦးဆောင်ဆွဲမှပြီးတင်းတင်းကြပ်ကြပ်ဆုပ်ခိုင်ထားလိုက်မိတယ်။လက်ဖမိုးပေါ်ကျလာတဲ့မျက်ရည်ဆက်ကိုတုပ်ဖို့မကြိုးစားမိခင် အမင်းညွတ်မျက်နာကိုစူးစူးဆက်ဆက်ကြည့်လိုက်မိတယ်။နည်းနည်းပိန်သွားပြီးအားသိပ်မရှိတော့သလိုအင်းလေးဖြစ်မှာပေါ့အသက်ကလည်း80နာနီးနေပြီကို အဖေဆုံးမိကလေးကခေါင်းပေါ်ဈေးထောင်းရွှတ်ပြီးသားသမီး6ယောက်လုံးကိုကျွေးမွေးပြုစုဆောက်ရှောက်လာတဲ့အမင်းညွတ် အညာသူပီပီကိုလုံးညူညူတုတ်တုတ်နဲ့ပင်မင်းလို့စင်းရင်းလို့ဆိုပြီးတစ်ချက်ကလေးမှမငင်းညူခဲ့တဲ့အမင်းညိုသားသမီးတွေအားလုံးကိုဘွေရပညာတတ်ဖြစ်စေခဲ့ပြီးလူတလုံးသူတလုံးဖြစ်အောင်ကြိုးစားရုန်းကန်ပေးခဲ့တဲ့အမင်းညိုခုတော့အိယာပေါ်မှာပက်လက်ဖြစ်လို့မလုံမရှားနဲ့စကားတော်ကောင်းကောင်းမပြောနိုင်တော့ဘူးလားသားတို့ရောက်လာပြီလေအမင်းညိုအရင်ကလို အတန်းချစ်ချစ်နဲ့စကားပြောနှုတ်ဆက်ပါအောင်တော့လား ဒီလိုနဲ့တနေ့နဲ့တညတာကုံဆုံးသွားတယ်။အမင်းညို့အခြေအနေကတိုးတက်မလာဘူးဆုတ်ယုတ်သွားသလားဆိုတော့လေဒီအတိုင်းပဲ။ပတ်ဆက်တဲ့ကော်ဖီလေးတစ်စွန်းနှစ်စွန်းရေလေးတစ်စွန်းနှစ်စွန်းလောက်နဲ့ပဲအိယာထဲမှာဒီအတိုင်းဒီနေ့လည်းမနဲ့မိုးလင်းကလေးကညအဆောင်နဲ့တင်မင်ညို့ကလွဲလို့အားလုံးအမင်းညို့နာမှာခီးပန်းလာကြတဲ့အချိန်နဲ့ညကကောင်းကောင်းအိပ်မရတာတွေကြောင့်ညနာတွေကမလန်းကြဘူး။အမင်းညို့အနာရောက်တော့ပူဆူပေါ့ အမေညို့ကိုကြည့်ပြီးစိတ်လည်းမကောင်းနေဝင်မိငိမ့်လို့မိစာကုံစီခန်းတော့မယ်မာလာ အမေညို့ရဲ့အမေညို့မျက်နာကိုစူးစူးဆက်ဆိုင်ကြည့်နေတော့အကိုထွေးညို့လာပြီငငယ်ညို့ရဲ့អော်ပြောတန်တဲ့အတူအိမ်ရှိဝင်းတကားပေါက်စီတို့ပြေးထွက်အသွားဘသူမှမလှူရှားသေးခင်စတင်လှူရှားလာတာက အမေညို့အကိုကြီးတင်မောင်ညို့ရဲ့အမေညို့အမေညို့တတိထားအောင်လေပြောရင် ထသွားရင်အမင်းညို့စီရောက်သွားတာကိုမြင်လိုက်ရတယ်။အဲ့ဒီတော့မှကိုယ်တိုင်နဲ့တတိဝင်လာပြီးအမင်းညို့မထနဲ့အောင်တော့ထွေးညို့အမင်းစီလာမှာပါ။ပြောပြောဆဆုံနဲ့အမင်းညို့စီကိုထသွားပြီးအင်းရှစ်တကားပေါက်ကိုမျက်လုံးကအရောက်ထွေးညို့ပြပြသလဲအင်းထဲပြေးဝင်လာတာမြင်လိုက်ရတယ်။အမင်းညို့လက်ကဆွဲလာတဲ့အိတ်ကိုငငယ်ညို့ထန်တော့ပြီးပြီး အမင်းညုတ်ကတင်ပေးဒူးထောက်ထိုင်ချကကွဲအပ်နေတဲ့အတန်နဲ့တုံ့နှုတ်ရီရီခေါ်ဆိုပြီးအမင်းညုတ်ကိုလုံးကိုလက်နှစ်ဖက်ပြေးပွေ့ဖိုက်လိုက်တာကထွေးညုတ်မိမိရောက်ရောက်ချင်းအမင်းညုတ်အနာကတ်လို့တူတူညင်ညင်ပြောတော့ညက်လုံးလေးအသာဖွင့်ကြည့်နိုင်သောအမင်းညုတ်ငိတ်သည်ဆိုယုံလေးခေါင်းဆက်ပြနိုင်သောအမင်းညုတ်အားအင်ချိနဲ့စွာဖြင့်လက်မြောက်ဖို့ကြိုးစားရှာသောအမင်းညုတ်အခုတော့ထွေးညုတ်ကိုပြန်ပွေ့ဖက်လို့ အမေညွတ်အားတွေဘဲကရောက်လာတာလေညီလေးထွေးညွတ်စီကလာတာလားရတာလားထွေးညွတ်ကပဲအမေညွတ်အတွက်အားတွေယူလာတာလားတွေးရင်တွေးရင်မတွေးတက်တော့တော့တေးစာပြန်စင်းစားရင်လည်းအဖြေကမထွက်တေးစာလာကတော့ထွေးညွတ်ဆရောက်ကလေးကအမေညွတ်ပြန်လောက်ရှားလာတယ်တရက်နှစ်ရက်သုံးရက်မျက်လုံးလေးတွေကြည်ကြည်နင်းနင်းဖြစ်လာတယ်အရင်ရေတစုံနှစ်စုံသာတောက်ရာကတစတစအစာတောင်း နည်းနည်းချင်းပြန်စားလာတယ်။စကားပီပီတတပြောလာနိုင်တယ်။အားလုံးကလည်းအံ့ဩဝမ်းသာလို့ကျေးဇူးတင်လိုက်တာထွေးညိုရဲ့။အမင်းညိုအချစ်ဆုံးသားလေးအမင်းညိုအသက်ကိုကယ်တင်လိုက်တာလား။ရှောင်းမလာနိုင်တော့လို့အမင်းညိုအသက်မှာမိပါမလားလို့စွန့်ရင်လိုက်ရတာ။အခုအချိန်နေတမျိုးပြောင်းသွားပြီ။အနမအားလုံးလည်းအခုမှတက်ပြင်းချနိုင်တော့တယ်ပြုံပြုံရွှင်ရွှင်ရီမောမောနဲ့စကားပြောနိုင်လာကြတယ် အမင်ညိုဆိုတာတော့ပြော့မနေနဲ့ထထိုင်နိုင်နေပြီသားတွေသမီးတွေမိတွေတယုံယုံနဲ့လူကောင်းတယောက်လိုသာအားမရှိသေးတာအသက်၁၀နှစ်လောက်ပြန်ငယ်သွားတယ်လို့တောင်ထင်ရတယ်ထွင်းညိုကလည်းအမင်ညိုအနာကမခွာဘူးလေအမင်ညိုဘွားရှိတာပေါ့တရက်နဲ့တရက်အမင်ညိုကျမ်းမာရေးအခြေအနေကပိုကောင်းလာတယ်ဒီတောင်ကိုအမင်ညိုကြော့နိုင်ပြီစိတ်ချလက်ချဖြစ်တော့ပြန်ဖို့စီစဉ်ချရတယ်အားလုံးကလည်းလှုပ်တွေကိုစီနဲ့ခွင့်ယူလာကြရတာ ဝန္ဒမရီစုပြီးအမိညို့ကို ထိုင်ကြတော့ကြတော့ကျမ်းမာပါစေ ချမ်းသာပါစေနဲ့စုရီဘေးပြီးပြုံးလို့ပြောလို့ကိုစီအိတ်ဆွဲလက်ပြနှုတ်ဆက်လို့အိမ်ပြန်တော့မဲ့အချင်းအမိညို့အပြုံးမပြတ်သေးဘူးထွင်းညို့ကနောင်နေ့ရက်၃ရက်နေပြီးမှပြန်ပါတဲ့အမိညို့ရေဒီလိုနဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ကြာခဲ့ပြီနော် အမိညို့ကတော့ချမ်းမာကြီးကောင်းနေစေကောင်းမှာပေါ့ဘာမှအပူပြေမရှိတော့လား သားတွေသမီးတွေမိတွေလာရင်အမင်းမျိုးပျော်မြူးနေတယ်။ဂျမ်းမကြီးလည်းပုံပြီးကောင်းလာတယ်လို့လူတော်ထင်ရတယ်။မောင်နှမတွေထဲမှာထွေးညူကအမင်းမျိုးစီအရောက်ဆုံးလေ။သူကအိမ်တောင်မရှိလူပြိုလူလွတ်အစိုးရဝန်ထမ်းဖြစ်နေလို့သာအဝေးမြို့မှာသွားနေရတာ။ရက်စီရုံးပိတ်ရက်တိုင်းအမင်းမျိုးစီအပြေးရောက်နေကြ။အမင်းမျိုးအချစ်ဆုံးသားလေးကအမေးရောက်နေတာဆိုတော့အမင်းမျိုးပျော်မှာပေါ့။အမင်းမျိုးဂျမ်းမပျော်ရွှင်နေတယ်ဆိုတော့အဝေးကသားသမီးတွေကလည်းဝမ်းသာတာပေါ့။ဒါပေမဲ့ ကံကြမ္မာအလှည့်ပြောင်းလို့ပဲပြောရမလားတနေ့ဖုံးဝင်လာတယ်။အမင်ညိုလေးဖြက်လို့တဲ့။ဒါနဲ့မွေးသမီးခင်ချစ်တဲ့အမင်ညိုစီမိရထားနဲ့အပြေးလွှားလာရပြန်ပြီလေ။လေဖြက်တယ်ဆိုတော့အသက်အန္တရာယ်ကိုတိတ်ဆွရစရာမရှိလို့တော်သေးတယ်။စိတ်ကတော့ပူရတာပါပဲ။ဒီတခါအင်ရောက်တော့ပထမအဦးဆုံးရောက်လာတာကထွင်းညိုတဲ့။အရင်၄နှစ်လောက်တုန်းကအမင်းညိုအသေးအတန်ဖြစ်တော့နောက်ဆုံးမှရောက်လာတဲ့ထွင်းညိုအခုအစောဆုံးရောက်လာပြီအမင်းညိုဝမ်းသာရမှာပေါ့ လေဖြတ်တယ်ဆိုပေမဲ့ကိုတစ်ချက်မဲ့ဖြတ်တာအရှင်လိုအသွားအလာမလုံမရှားနိုင်တော့ပေမဲ့စကားတော့သွားပြောနိုင်သေးတယ်ဒါပေမဲ့တိတ်တော့မပြီးတော့ဘူးသားသမီးတွေကလည်းအကုန်မှတ်မိတယ်မအားရင်မလာချင်နဲ့လေလို့ကြောလိုက်သေးတယ်လေဖြတ်လို့အဲ့ရပေါ်မှာသာနေနေရတာသားသမီးမီးတွေတွေ့တော့ပျော်နေတယ်ထင်တယ်ခံစားနေရတဲ့ဝေဒနာကိုတစ်ချက်ကလေးမှ အပြုံးမပြဲမငြင်းညူရှာတဲ့အမေမျိုးရောက်လာတဲ့သားသမီးတွေကအနီးကပ်ကိုဖိရင်ဖိပြုစုတာတော့ ရတယ်ရတယ်ပြန်ချအလုတ်ပြက်မယ်တဲ့သားသမီးတွေကိုချစ်တဲ့စိတ်နဲ့တွေ့လဲတွေ့ချင်းမမိကြောင့်အလုတ်အကင် ပြက်မှာကိုလည်းစွန့်ရင်နေရှာတဲ့အမင်းမျိုးငရွယ်ကျမ်းမာစဉ်အခါခါရှိသမျှသားသမီးတိုင်းကို ပြုစုယူရဆောက်ရှောက်ခဲ့တဲ့အမင်းမျိုးအသက်အရွယ်အုံမိမိကျမ်းမာရေးမကောင်းလို့သားသမီးတွေက တကြော့ပြန်ပြုစု ဆောက်ရှောက်တာကိုပင်လက်မခံလို့အမင်းမျိုးရဲ့မြင့်တာဟာသားသမီးတွေအပေါ်ကြီးမားများပြားလွန်းလာပါတယ်ဘလို့လှုပ်ကြည့်ရမနိုင်ပါလေအမင်းမျိုးရဲ့ ဒါပေမဲ့တာဝန်နဲ့ဝတ္တရားတွေကနောက်ပိုင်းမှာရှိနေသေးလို့နရက်သုံးရက်သားအမင်းညို့အနားမှာနေနိုင်ပြီးမကြခဏလာပါမယ်အမင်းညို့ရဲ့လို့ဂတိပြုကပြန်လာရတယ်။ကြံတဲ့မောင်နှမတွေကလည်းဘာထူးလို့လဲနှုတ်ဆက်ကတော့ကစိတ်မချစွာနဲ့ပြန်ချရတာပါပဲ။ထွန်းညို့လေးကတော့ခွင့်ရရှိယူပြီး အမင်းညို့အနားမှာနေပြအောင်မယ်တဲ့။ငငယ်ညို့ကိုယ်တိုင်ကလည်းအကူတို့အမားတို့စိတ်ချလက်ချပြန်ကြပါအမင်းညို့အတွက်ဘာမှမစိုးရင်ချပါနဲ့ ူကိုယ်တိုင်အနီးကပ်ပြုစုပါမယ်ဆိုလို့တော်သေးတယ်။ကျေးဇူးပါညီမရဲ့။ဒီအချိန်မှာမိဘကိုပြုစုစောင့်ရှောက်ခွင့်ရတာနည်းတဲ့ကုသိုလ်မှမဟုတ်တာ။အမင်ညိုကြီးဒီတခါလဲအမင်ညိုကို ခွဲခွာပြီး ပြန်လာရပြန်ပြီလေ။ကံတရားကိုယ်တိုင်ကပဲမိမိတို့မိသားစုအပေါ်အညိုထားနေလေရောသလားအမညိုလေးဖြတ်ပြီး6 6 6လနောက်6လအကြာ တုံလုံးချက်ချားပွဲတည်င်းစိုးကြီးကမိသားစုတစ်ခုလုံးဘာလုံးလို့ဘာခံရမယ်မသိရလောက်အောင်တည်င်းကမင်တက်နေမိတယ်ထွေးညို့လေးဆုံးပြီတဲ့ကဘာကြီးတွတ်တွခါချက်ချားလျောင်းမင်းစောက်တီးရမရဖြစ်ခဲ့ရတာကမမမအားလုံးအမိညို့အကြီးကအမိညို့ဒီတည်င်းစိုးကြီးကသာအမိညို့သိရင်ဆက်မတွေးရကြတော့ဖြစ်ပုံကလည်းထွေးညို့လေး အမင်းညို့ကိုကြည့်ပြီးအပြန်လန်းမှာကားမတော်တစားဖြစ်လို့နေရာရင်းမအသက်ပြောက်တယ်တဲ့ဖျက်လေထွေးညို့ရဲ့အမင်းညို့ကိုဘလို့ပြောရမလဲအကိုကြီးတင်မောင်ညို့ကတော့ဂျမ်မနမအားလုံးကိုနှစ်သိမ့်ဖြောင်းဖြပြီးစုံဖြတ်ချက်တခုချလိုက်တယ်အမင်းညို့လုံးဝမယိမ့်မိစင်းနဲ့တဲ့အမင်းညို့လုံးဝမယိမ့်မိစင်းနဲ့လွန်ခဲ့တဲ့တနှစ်ကျော်ကာလထွေးညို့လေးစုံလုံးကအကိုကြီးတင်မောင်ညို့ဒီလိုပဲပြောခဲ့တယ် အခုလဲထပ်ပြောရပြန်ပြီအမင်းညိုလုံးဝမရိပ်မိစီနဲ့တဲ့ထွေးညုံဆုံးတာတနစ်ကျော်သွားပြီဒါပေမဲ့အမင်းညိုလုံးဝမတိသေးဘူးမတိနိုင်အောင်လဲမောင်နှမအားလုံးဖုံးပြီးထားကြရတယ်အမင်းညိုသားထွေးညုံနိုင်ငံသားကိုပညာတော်တင်သွားနေရတယ်ဟိုးမှတနစ်ကျော်နှစ်နှစ်တောင်ကြာမှာအမင်းညိုအတွက်တော့ဆေးတွေနဲ့စားစရာတွေပို့ပေးနေတယ်အခုအမင်းညိုတောက်နေတဲ့ဆေးတွေကထွေးညုံပို့တာဒီမုတ်ကလည်းထွေးညုံပို့တာပဲ။ ဒီမိုင်လိုလေးကလည်းထွေးညို့ပေးထားတာအမင်းညို့အားရှိအောင်တောက်လိုက်နော်ဒါဆိုအမင်းညို့စီးလဲတောက်တဲ့မုတ်လဲစားတဲ့ဘယ်သိနိုင်ပါတော့မလဲအသက်က85နှစ်ရှိသေးပြီအေးအေးငါသားလေးချမ်းသာပါစေချမ်းသာပါစေအဆင်ပြေပါစေမြင်မြင်ပြန်လာရပါစေအဲ့ရဘောကနေအတန်တက်တက်နဲ့ဆူတောင်းပေးရှာတယ်အားလုံးနဲ့ယင်ထဲမှာတော့မချီအောင်ခံစားရတယ်ခွလပါအမင်းညို့ အခုလည်းအမင်းညိုနေမကောင်းဘူးဆိုလို့မောင်နှမတွေအားလုံးအမင်းညိုအနာမှာရောက်နေကြတာဆာဝင်ကတော့အချင်းနေတိတ်မကောင်းဘူးအမျိုးတွေစုံအောင် ခေါ်ထားရင်ခေါ်ထားလို့ရပြီလို့ပြောသွားတယ်တကယ်ပဲလားအမင်းညို အခုလက်ရှိသားတွေတမိတွေကိုပြစ်သွားပြီအမင်းညိုချစ်တဲ့ထွေးညိုစီကိုလိုက်သွားတော့မှလားပြန်ဖြေပါဦးအမင်းညိုရဲ့အမင်းညိုမွေးရရောက်ဖို့ဘယ်နည်းရလို့ဒီလဲအမင်းညိုကတောက်ကြနေမွေးလာဆိုတော့နည်းရလို့ဒီတဲ့အကိုကြီး အကိုကြီးရဲ့အမေကိုခင်မညူကတိုးတိုးပြန်ဖြေတာကြားလိုက်ရတယ်။အကိုကြီးအယူအဆကမွေးရကျော်ရင် ပြန်ကောင်းလာနိုင်တယ်ဆိုတဲ့သဘောလားမသိ။နရက်လိုသေးတယ်တဲ့။ဒါဆိုနရက်ကျော်ရင် အမေညူပြန်ကောင်းလာနိုင်သလား။စဉ်းစားရင်အမေညူအိတ်ဆက်လေးရကထင်ပေါ်ကို ကြည့်မိတယ်။မျက်လုံးလေးစုံမိတ်ထားပြီးဖြည်းဖြည်းညင်ညင်အသက်ရှူနေတာကိုတွေ့လိုက်ရတယ်။တနေ့ကူးသွားပြီ။ဒီနေ့ဇာတာပတိနေ့အမေညူအခြေအနေကထူးခြားမလာဘူး။ဆောင်းဝင်လဲလာကြည့်တယ်ဘာမှပြောမသွား။ သူ့စိတ်ထဲမှာဘာရှိလဲတော့မပြောတတ်ဘူးမောင်နှမအားလုံးကလည်းဆရာဝန်ကိုဘာမှမမေးမိဘူးအားလုံးရဲ့စိတ်ထဲမှာမနှက်ပြန်တောက်ချနေကြာတာပရင်းနေကိုအပတ်စဉ်တိုင်းကြုံတွေ့နေရပေမဲ့တတိမထားမိခဲ့ဘူးဒီအဖက်ကြာတာပရင်းနေကတော့အချိန်ကုန်ခဲလိုက်တယ်လို့ထင်မိတယ်တနေ့ကုန်ထိုင်လိုက်ထလိုက်နဲ့ဘာမှလည်းစားချင်စိတ်မရှိဘူးနိုင်ကိုခဏခဏကြည့်လိုက်အမေညွတ်စီကြည့်လိုက်မြန်မြန်ကုန်ဆုံးသွားတော့ကြာတာပရင်းနေရဲ့ တညလုံးအိတ်မရလို့မနဲ့မိုးလင်းခါမှအိတ်ပျော်သွားပြီမဲ့ဖြက်ခနဲနိုးလို့နာရီချိလိုက်တော့ရှင်းနာရီထူးနေပြီကြပြားကြရအိတ်ရထပြီးအမေညို့ကတင်စီကိုသွားကြည့်မိတယ်ငငယ်ညို့ဘာထူးသေးလဲဘာမှမထူးဘူးအကိုလေးဂုံးကိုရေစုပ်ပြီး အမေညို့နှခမ်းပေါ်တုပ်ပေးနေတဲ့ငငယ်ညို့ပြန်ဖြေပြီးဒီနေ့တော့ကြာနေနော်ဟုတ်တယ်အကိုလေးအမေညို့မွေးတဲ့ရက် ဒီနေ့ကျော်သွားရင်အမေညို့အတွက်မျောလင်းလို့ရမယ်ထင်တယ်။အကိုကြီးကတော့ဒီလိုပဲတွေးထားတယ်။ဘင်းဟာတော့ကြီးကလည်းလူနာရဲ့မွေးရကျော်ရင်ပြန်ကောင်းလာနိုင်တယ်တဲ့။အင်းလေအဲ့လိုဖြစ်ပါစေလို့ဆုတောင်းရမှာပဲ။ဒီနေ့လည်းအမေညို့ကိုဆံဝင်လာကြည့်တယ်။သူ့မျက်နှာကိုတေချာကြည့်လိုက်တော့ဝဝေခွဲတက်တာလားဇဝေဇဝါဖြစ်နေတာလားအံ့ဩမင်တက်နေတာလားထူးခြားနေတာမဲဒီလိုနဲ့အမေညို့အချင်းတွေကိုစောင့်စားအ깨ခတ်နေရင် ပေါက်ကြနေတနည်းလဲကုန်ပြန်ပြီအမေညူကတော့ကတဲ့ပေါ်မှာအသက်ကိုဖြေးဖြေးမမန်ရှုနေဒါလားခက်ခဲရင်ရင်ရှုနေရတာလားဆွဲဆွဲငငယ်ရှုနေရတာလားမပြောတတ်မလုံမရှက်ပလက်မျက်စိစုံမိတ်လို့ကဲဆရာကြီးလောက်ပါအောင်အမေညူအခြေအနေဘလို့များရှိနေမလဲဒီနေ့တနင်္ဂနွေနေ့တောင်ရောက်နေပြီအကိုကြီးတင်မောင်ညူရဲ့အမေကိုဆရာဝန်ကခေါင်းခုတ်ပြီး ကျွန်တော်လည်းအဲ့ဒါကိုစဉ်းစားနေတာကျွန်တော်စဆန်းတော့ကအခြေအနေကနေလာညလာပဲစေးပညာအရလဲလူနာကအသက်အရွယ်ကြီးအားမရှိ အစားမဝင်စေးမဝင် အသက်တောင်မနေစူးစားရှုနေရတာဘယ်နည်းနဲ့မှချက်ချမခံနိုင်ဘူးဗျဟုတ်ကဲ့ပါဆရာရဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့မောင်နှမတွေတိုင်ပင်ဆရာရှိတာတိုင်ပင်ခွင့်ပြုပါအကိုကြီးတင်မောင်ညီမပြောပြောဆွဆွမောင်နှမအားလုံးကိုအခမ်းအနဲခေါ်ပြီး ခင်အားလုံးအကိုကြီးပြောတာနားထောင်ဆရာပြောသားတာတွေကတော့အကုန်လုံးလဲကြားပြီးသားပဲတကယ်တော့အမေညိုကအသက်ရှူရာရက်တင့်နေပြီအကိုကြီးစကားမဆုံးခင်ညီမတယောက်ထံမှရှိုက်တန်ချလိုက်ရတယ်အကိုကြီးလည်းစိတ်မကောင်းစနဲ့တပြင်းတစ်ချက်ချရင်ဆက်ပြောရှာတယ်တကယ်တော့တကယ်တော့အမေညိုကထွေးညိုလေးကိုစောင့်နေရှာတာ အခုထွေးညို့မှမရှိတော့တာပင့်တဲ့တစ်ချက်ချပြီးမှအကိုကြီးတဘောကတော့အမင်းညို့ကိုမသေးစေချင်သေးပါဘူးဒါပေမဲ့ဒီလိုဝေဒနာကြီးခံစားနေရတာကိုလည်းမကြည့်ရဘူးအကိုကြီးအတန်တိတိတသာကြီးတုံလာတာကိုသတိထားမိတယ်အကိုကြီးမျက်နာတစ်ချက်ကြည့်ပြီးရှင်ထဲမှာစွတ်တက်လာတယ်ညီမတုံရောက်စလုံးကလည်းကြိတ်ငိုနေပါပြီငငယ်ညို့ထံမှာရှိတ်တန်ပြီးပြီးတသာထွက်လာတယ် အကူကြီးရတော့အကူကြီးရတော့အကူကြီးစကားကိုဆက်မပြောနိုင်ရှာသေးဘူးနောက်မှအတော်အာယူပြီးပြောလိုက်ရဟန်တူတယ်အမင်းညိုးကိုစိတ်ချမ်းချမ်းတာတာနဲ့အသက်ထွက်စီခြင်းနဲ့အကူကြီးပြောပြီးချင်းညမ၃ရောင်လုံးတိုင်မြင်ထားသည်လားငွေဆိုင်တန်တွေက ပြိုင်တူထွက်ပေါ်လာတော့တယ်ခဏဆောင်ပြီးမှအညီမတွေ အကိုကြီးပြောတာသေချာနားထောင်ချပါဦးအကိုကြီးတန်ကဒီတခါပြန်တည်ငြိမ်လာတယ်တကယ်လို့အမင်ညိုသားမရှိတော့ရင်မောင်နှမအားလုံးရဲ့ဝမ်းနည်းမှုတွေပူဆွေးတောကရမှုတွေပင်မနှွမ်းတဲ့မှုတွေကိုသာမကရင်ဆိုင်ဖြေရှင်းရမယ်အခက်အခဲဟူသမျှကိုလည်းအကိုကြီးအဖရာဆိုတဲ့စကားအတိုင်းဥဆောင်ဥရွက်လောက်ကင်ဆောင်ရပေးရမယ်မဟုတ်လား အကိုကြီးဆော့ဆော့ကပြောခဲ့တယ်လို့ပဲအမင်းညိုအသက်မထွက်သေးတာထွင်းညိုကိုစောင့်နေလို့ထွင်းညိုတည်တာကို အမင်းညိုမသိချသေးဘူးဒီဝေဒနာကိုအမင်းညိုတော်တော်ခံစားနေရရှာတယ်အကိုကြီးအမင်းညိုကို မကြည့်ရတော့ဘူးအမင်းညိုကိုတေးစေချင်တဲ့ဆန္ဒတွေတော့မဟုတ်ဘူးအသက်ဖြောင်ဖြောင်တန်းတန်းထွက်သွားစေချင်လို့အဲ့တော့ခင်မောင်ညို မင်းကထွေးညွန့်နဲ့အတန်တူတယ်ထွေးညွန့်ပုံစံလုပ်ပြီးအမီညွတ်စီကိုသွားအမီညွတ်လုံးဝမယိမ့်မိစေနဲ့တောက်ပြီးဒီချိန်မှာပဲငငယ်ညူရဲ့ဆူဆူဝါဝါငိုပြီးတောင်းပန်တန်ကထွက်ပေါ်လာပါတယ်ကိုကြီးရဲ့မလှုပ်ပါနဲ့မလှုပ်ပါနဲ့မဟုတ်သေးဘူးငငယ်ညူညီမလေး အမေညီမလေးကအမေညို့ကိုအရန်ချင်မှချစ်မယ်အကိုကြီးလို့သိပါလေအမေညို့ကိုစိတ်ချမ်းသာစေချင်တယ်မဟုတ်လားဒါကြောင့်အစွဲအလန်းကင်းကင်းနဲ့ဖြောက်ဖြောက်တန်တန်အသက်ထွက်ခွင့်ပေးလိုက်ပါညီမလေးရေဆက်ပြီးတော့မွန်နှမကြွေထွေးညို့ပုံစံလှုပ်ရည်မလှုပ်ရည်ကို အချိန်အတော်ကြာဆွေးနွေးခဲ့ကြရတယ်နောက်ဆုံးအမေညို့ရဲ့ဇာတ်မာရေးကိုကြည့်ပြီး ကောင်းမွန်စွာ အသက်ထွက်နိုင်ရေးအတွက်ထွေးညွန်ပုံစံလုပ်ရေးသဘောတူခဲ့ကြတယ်။အမင်းညိုလုံးဝမယိမ့်မိစေနဲ့တဲ့။နောက်တနေ့အမင်းညိုထံထွေးညွန်ရောက်လာနေကြမနဲ့ကားဆိုင်ပြီးချိန်ထွေးညွန်နေရာကတရုပ်ဆောင်ရတော့မယ်။ဒီညကောင်းကောင်းအိတ်မပြောဘူး။အကိုကြီးအတန်ကိုကြားရောက်တယ်။ငငယ်ညိုတောင်းမဲ့အတန်ကိုကြားရောက်နေတယ်။လွန်ခဲ့တဲ့၅နှစ်က အကိုထွေးညွလာပြီဆိုတဲ့အတန်ကလည်းနားရဲကမထွက်ဘူးပြပြတည်းလဲအိမ်ထဲပြေးဝင်လာပြီအမေညိုဆိုတဲ့တုံတုံရီရီထွေးညွအတန်ပြန်ချရပြီဇောချွေးတွေပြန်လာရတယ်ညမတုံယောင်ရဲ့ဖြိုင်းတူငူရှိုက်တန်တွေကလည်းပက်တင်တန်ထဲလို့အကိုကြီးပြောသလိုထွေးညိုတို့အမေညိုကစောင့်နေတာတဲ့ထွေးညိုအတန်ချရင်အမေညိုတက်တော့တက်တာအသက်ထွက်သွားမှလား အမင်းတို့အသေးအံဖြစ်တော့အရင်ကနှစ်ကလို့လို့ဆိုရင်ရောတွင်းရင်တွင်းရင်ခြားခြားလဲလာတယ်။ဒါပေမဲ့နောက်တနေ့မနေ့ထွင်းညို့အမင်းညို့စီလာနေကြအချိန်ဇမွန်နမအားလုံးအမင်းညို့ကတင်ပေးမှထိုင်လို့ထွင်းညို့ကိုင်နေကြလွတ်ဆဲအိတ်လေးကိုလက်မှဆွဲပြီးအင်ချေတို့တလန်ချင်းလမ်းဝင်အပြီး အမေညို့ကတင်နာရောက်ခါနေအတက်နိုင်ဆုံးထွေးညို့အတန်ဖြင့်အမေညို့ခေါ်ပြီးရှစ်ဝင်းနေသောမျက်ရည်စအများဖြင့်ကတင်ပေါ်သို့လမ်းအကြည့်ဖြင်းညင်းစွာပွင့်လာတဲ့မျက်လုံးများနဲ့အတူအမေညို့ရဲ့အဆက်မပြတ်အသက်ရှူသံပြင်းပြင်းများကတဆတဆ မှတ်ချက်ဖြစ်ရမှန်ကိုအခြေခံ၍ခန်းစားရှိဖွဲ့ပါသည်တတ်နိုင်ပြူလို့ဆက်လက်ဖပြချင်တာကတော့ဆိုင်းဆရာတာယူရေးထားတဲ့ဘဝမှာအခက်ခဲဆုံးအခိုက်အတန့်များဆိုတဲ့အကြောင်းအရာတွေပါခင်ဗျာနားဆင်ပြပါဘဝမှာအခက်ခဲဆုံးအခိုက်အတန့်များတဲ့ ်ဆက်ကြောတဲ့အရွယ်ကုံလုံးတဲ့အချိန်ဆက်ကြောတဲ့အရွယ်ကုံလုံးကစားဟာလူတယောက်အတွက်အပြောင်းလဲတွေအကြီးအကျယ်ကျွမ်းမဲ့အချိန်မှာရုပ်ပိုင်းဆိုင်ရာအပြောင်းလဲတွေတည်းမကပဲစိတ်ပိုင်းဆိုင်ရာအတွေးခေါ်အယူအဆတွေပါပြောင်းလဲနိုင်တဲ့အချိန်ပါနံပါတ်1လမ်းခွဲရတဲ့အချိန်ချရတဲ့သူနဲ့လမ်းခွဲတဲ့အချိန်ဟာခက်ခဲတဲ့အချိန်တွေကတစ်ခုပါဒီဘက်ခင်မှာအလွယ်တကူလမ်းခွဲကြရဲဆိုပေမဲ့ကိုယ်တကယ်ခံစားချက်ရှိတဲ့သူဘဝအတွက်ရည်ရွယ်ထားတဲ့သူ တန်ရုံးစင်တွေအရန်ကြီးရတဲ့သူနဲ့လမ်းခွင့်ရတယ်ဆိုရင်တော့ဒါအမြဲတမ်းအမတ်ရနေရလောက်အောင်ခက်ခဲတဲ့အချိန်ပါ၃ခင်မင်မှုတွေအဆုံးတက်ရတဲ့အချိန်ကိုအကြောင်းသူတိသူ့အကြောင်းကိုတိပြီးအရန်ခင်ရတဲ့တငယ်ချင်းနဲ့ဘဝမှာကြောခံရတယ်ဆိုတာခံစားရခက်ပါတယ်အကောင်းဆုံးတငယ်ချင်းဆိုတာရင်ခုန်ချင်းနဲ့မပါပေမဲ့နှစ်ယောက်ကြားမှာချစ်ချင်းတွေပါရှိပါတယ်၄ရှုံးနေတဲ့အချိန် ဝမှာရှုံနေတယ်ဆိုတဲ့အခိုက်အတန့်တွေကတော့မကြာခဏဆိုသလိုကြုံ့မှာပါပဲတချို့အရှုံးတွေကိုကျော်ဖြတ်နိုင်ပေမဲ့တချို့သောရှုံနေမှုတွေကတော့ပြန်လဲရုံထရခက်ခဲရလောက်အောင်ဆိုးသွားတာမျိုးတွေရှိပါတယ်ငါကွာရှင်းတဲ့အချိန်ဘဝကိုအတူတူဖြတ်တမ်းမဲ့ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့လက်တွဲခဲ့ရတဲ့လက်တွဲပေါ်နဲ့လမ်းခွေရတဲ့အချိန်ဟာအကြအားလုံးပြီးဆုံးသွားသလိုပါပဲအကြောင်းမျိုးမျိုးရှိနိုင်ပေမဲ့ဒီအခိုက်အတန့်ဟာလည်းခက်ခဲတဲ့အခိုက်အတန့်ပါပဲ 6အလုတ်ပြုတ်တဲ့အချိန်ဘသူကမှတော့အလုတ်ပြုတ်ချင်မှမဟုတ်ပါဘူးအလုတ်ပြုတ်တယ်ဆိုတာစာဝတ်နေရေးအတွက်သာမကပဲယုံကြည်မှုကိုပါထိခိုက်စေပါတယ်ကိုကိုကိုလည်းတင်ငယ်မှုကိုခံစားရစေပြီးစိတ်သက်ကြဆင်းမှုတွေခံရနိုင်ပါတယ်ခုနှစ်နာမကျန်းဖြစ်တဲ့အချိန်ကျမရဲ့တံပိုးကိုနေကောင်းတဲ့အချိန်မှာနားမလည်နိုင်ပါဘူး။ဒါပေမဲ့တကယ့်ကိုဆေးရုံမှာနေပြီးဝေဒနာတွေခံစားနေရပြီဆိုရင်တော့အဲ့ဒီအခိုက်အတန့်ငရဲတစ်ခုလိုပါပဲ။၈ ချစ်တဲ့သူတွေဆုံးသွားတဲ့အချိန်ကိုယ့်ရဲ့မိဘတွေချစ်သူတွေဘဝကြီးတဲကထွက်သွားတဲ့အချိန်ဆုံးမသွားတဲ့အချိန်ဟာဘဝမှာနာကျင်ခံစားရဆုံးအချိန်ပါပဲအာယုဆက်လက်ပြပြချင်တာကတော့ဇိုက်ဆရာစိတ်ဆန်းဖြူစေတက္ကသိုလ်ရေးသားထားတဲ့အောင်မြင်ခြင်းတန်ရာကြီးဆိုတဲ့အကြောင်းအရာလေးကိုပြပြချင်ပါတယ်နားဆင်ပေးပါအောင်ခင်ဗျာအောင်မြင်ခြင်းတန်ရာကြီးကျမစာအုပ်စဉ်လေးကိုမွေးနောက်ရှင်းလင်းမိတဲ့တနေ့မှာ မထင်မဲ့ပဲငငယ်ကလေးဘွားကရေးခဲ့တဲ့တရားရေးစာအုပ်လေးတွေတွားတွေ့မိလိုက်တယ်။ပထမဆုံးစာအုပ်မှာရက်စွဲက2000ခုနှစ်ကစပါတယ်။အခုက2016ဆိုတော့နှစ်ပေါင်း15နှစ်ရှိသွားပြီပေါ့။စာအုပ်လေးကိုပြန်ဖက်ကြည့်ရင်လည်းတချို့နေရာလေးတွေရောက်ရင်ကျမမျက်နှာမှာပြုံးယုံတန်တန်ဖြစ်သွားပါတယ်။တငယ်ချင်းတွေနဲ့အပူပြင်ကင်းကင်းပျော်ရွှင်ခဲ့တဲ့ခန်းစားချက်လေးတွေရဲ့ကလေးပီပီရိုးသားအပြစ်ကင်းတဲ့ချစ်စပွဲအတွေးလေးတွေရဲ့ ပုံသွင်းပြောင်းလဲလွယ်တဲ့စိတ်ထားနုနုလေးတွေရဲ့ကိုလမ်းမြင်ပြီးတဲ့အခိုက်အခါတိုင်းပေါ့ကျမချီချီနုနုပြုံးမိပါတယ်တခါတလေကျတော့ဒန်ရန်ကြီးဖက်နေရင်ကခွတ်တိုးခွတ်လန့်ဥလိုက်တဲလိုက်ရင်းမြောင်းမိပါတယ်ကလေးတယောက်ရဲ့ခက်တိန်တိန်အတွေးလေးတွေဟာလူကြီးတွေအတွက်တော့အမတန်ပြူစင်တဲ့ဟာတတ်တန့်တန့်လေးလိုမျိုးခံစားမိလို့လေဒါပေမဲ့တစ်ချက်တစ်ချက်တော့ကျမမိုင်းသွားတယ်ဒီလိုအဖြူရောင်ရက်စဲလေးတွေဟာတော်တော်လေးဝေးတဲ့ဟိုးအတိတ်မှာခြံခဲ့ပြီလေ ပြန်မရနိုင်တော့ဘူးဆိုတာတရားသိနေတဲ့အတွက်ရောအခုပြစ်ဆုံးပံကာလမှာအဲ့ဒီတုန်းကလိုစင်ကြယ်တဲ့ပျော်စရာလေးတွေမရှိတော့တဲ့အတွက်ရော စိတ်ပင်ပန်လူနွဲဖြစ်လာတဲ့အတွက်ပါ ရှင်ထဲမကောင်းဖြစ်မိပါတယ်လူဆိုတာကလည်းအခက်တာပြန်မရနိုင်မှန်းသိရတဲ့လွမ်းနေပြီးတော့ကိုယ်စိတ်ကိုနှိမ့်ဆက်တယ်လို့ဖြစ်နေတာပေါ့တိုင်မဲ့တန်ရာကြီးလေးကိုဖက်မိတဲ့တခဏမှစိတ်ချမ်းမြေ့မိတယ်ငငယ်တုန်းကထက်စာရင်ဘဝရဲ့မတိုင်ငယ်လေးတွေစိုက်ထူနိုင်တဲ့အတွက်ခြေနဲ့တယ် ဒီထက်ပုံမူမြင့်မားကြီးကျယ်တဲ့မှတ်တိုင်တွေထက်ဆိုင်ထူနိုင်ဖို့တော့ပူကျိုးစားရအောင်ပါပေါ့ပြီးတော့ကိုဘွားကိုပြန်ပြောင်းမြင်ရတဲ့အတွက်ပြန်လည်ပြုပြင်ရမယ့်အလိုအပ်ချက်လေးတွေကိုပါတွေ့လာတယ်။နှစ်ပေါင်း10နှစ်ကျော်အတွင်းကျမကအံ့ဩဖွယ်ကောင်းလာအောင် ပြောင်းလဲသွားပါလားလို့လည်းခံစားမိလိုက်တယ်။တန်ရာရီထဲမှာလွန်းစရာအကြောင်းလေးတွေပါရင်လွန်းလိုက်ပျော်စရာလေးတွေထွေးတော့ပျော်လိုက်စိတ်ညစ်စရာလေးတွေရေးထားတာဖျင်မျက်နှာညှိုးသွားလိုက်နဲ့ ငါအဲ့တုန်းကဘလို့ဖြစ်လို့အဲ့လောက်တောင်စိတ်ညစ်ခဲ့ပါလေငါဘလို့များကြော်ဖြစ်ခဲ့ပါလေလို့တွေးမိရင်ရတဆုံတဲ့ဝိတုတအုပ်ကိုဖတ်နေရတယ်လို့ပါပဲကို့အကြောင်းကိုပြန်ဖတ်တာဆိုတော့အကျွမ်းတဝင်လည်းဖြစ်ပြီးသားလေ တကယ်တော့ဒန်ရာကြီးဆိုတာလူတိုင်းရေးတဲ့အရာပါပဲအချိန်သိပ်မြဲမြဲဆဆပေးစရာလည်းမလိုပါဘူးတစ်နှစ်တာလုံးဖြစ်သည်မအသေးစိတ်ချမှတ်ထားဖို့လည်းမလိုနည်းနည်းထင်ရှားတဲ့အကြောင်းအရာလောက်ကိုပဲရက်ဆွဲလေးနဲ့အတူနှစ်ချောင်းသုံးချောင်းရေးထားရင်ပဲရပြီအချိန်တွေကြာလာတဲ့အခါကိုယ့်ဘဝရဲ့မတန်လေးတစ်ခုဖြစ်သွားတဲ့အပြင်ပြန်ဖက်ကြည့်တဲ့အခါဂျင်းနူးစိတ်လေးတွေပြန်ပြောင်းသုံးသပ်နိုင်တာပါ ပခုတ်ကူဦးအောင်ဖေဆိုတဲ့ပုဂ္ဂိုလ်ဟာဟိုအရင်ကဓမြဖြစ်ခဲ့ပါတယ်။သူဓမြဘဝကိုကြောခိုင်းခဲ့ပြီးကောင်းရောင်ကောင်းဝယ်လှူစားနေတာတောင်ရွာနီးချုပ်ဆက်တွေမှာဓမြမှုတွေဖြစ်ရင်သူ့ကိုခေါ်ဆစ်ဆင်းနေတော့မှာပဲ။ဒါကြောင့်ဦးအောင်ဖေကနေ့စဉ်တရားရေးပါတယ်။ဒါမှဓမြမှုတွေဖြစ်လို့သူ့ကိုခေါ်ဆစ်စင်းရင်အလီပိုင်ပြနိုင်အောင်ပါဒီလိုနေစဉ်ထန်ရရေးခဲ့တဲ့အတွေ့ပခုတ်ကူဦးအောင်ဖေဟာတန်တရာတွေကလုကင်းခဲ့တဲ့အပြင်နမဲကြီးဆိုင်ဆရာတယောက်တောင်ဖြစ်လာခဲ့ပါတယ် ဒါကြောင့်ဒဏ်ရာရီပုံမှန်ရေးထားတာဟာစာရေးဆရာဖြစ်တဲ့အတူသူတွေအတွက်ဆိုရင်ပို့လို့တောင်အသုံးဝင်ပါသေးတယ်။ကိုယ်ဒဏ်ရာရီဖုတ်ဖွဲ့နေတဲ့ရေးတဲ့အတွက်နေ့စဉ်နဲ့အများစာရေးကျင့်တယ်လို့ဖြစ်ပြီးအရေးအသားတွေကောင်းမွန်တိုးတက်လာနိုင်ပါတယ်။တချိန်ကျရင်လည်းဒဏ်ရာရီတဲကအချောင်းညာခန်းစားချက်တွေကကုန်ချမ်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။ကျမတို့တော့ဒဏ်ရာရီလေးဟာချရေးခက်စဉ်အတွင်းမှာလဲ လူတယောက်ကိုရှင်ဖွင့်ရရတယ်လို့မျိုးစိတ်ထဲပေါ့သွားတတ်ပါတယ်။တခြားသူတွေကိုကိုဖြစ်သည်မြခံစားရသည်မြပြောပြရင်ကို့အကြောင်းမကောင်းပြင်ပြောတာတို့ကို့ကိုမတူညီတဲ့အမြင်တွေနဲ့အထင်သေးကဲ့ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဒဏ်ရာရီလေးကတော့ကျမကိုအပြစ်တမုံမှမမြင်ပဲကျမရဲ့ဝေဒနာတွေပျော်ရွှင်မှုတွေရှင်ခုံမှုတွေဝမ်းနည်းမှုတွေကိုထတ်တူထက်မြခံစားပြီးခဲ့တယ်လေ။ပြောရရင်ဒဏ်ရာရီလေးကနှုတ်လုံးနဲ့တငယ်ချင်းကောင်းတယောက်လိုပါပဲ။ဒါကြောင့်ဒဏ်ရာရီရေးဖို့နည်းနည်းလောက်အစပြုစူးစမ်းတင်ပါတယ်။တခုတော့ရှိပါတယ်။ ဒဏ်ရာရီကိုပြန်ပြောင်းဖတ်ကြည့်တဲ့အခါမှာကိုကအရင်ကနီးတူမပြောင်းလဲပဲရှိနေသလားဒါမှမဟုတ်အရင်တုန်းကထက်ပုံမတော်လုံးမြင့်မားတဲ့အခြေအနေမှာလားနှိတ်ကျသေးငယ်တဲ့အနေထားမလားဆိုတာသုံးသပ်သင့်ပါတယ်ကောင်းသောပြောင်းလဲမှုမြင့်မားတဲ့ပြောင်းလဲမှုနဲ့ရှင်းချက်တည်ငြိမ်တဲ့တွေးခေါ်မှုတွေဖြစ်လာဖို့လိုပါတယ်ဒီလိုမှမဟုတ်ပဲဘဝကပုံမနှိမ့်ချတေးနှုတ်သွားရင်အတွေ့အခေါ်အယူဆတွေကကလေးဆန်မြဲဆန်နေစဲဆိုရင်တော့ဒါကကျမတို့ဘဝရဲ့တုံညာဒါမှမဟုတ်အနုလက္ခဏာပြတဲ့သဘောပါပဲ။ ဒါဆိုရင်တော့ကိုကုတ်ကိုတည်တဲ့အချိန်ကစပြီးအမြင့်ဆုံးမြင့်တင်ပြောင်းလဲနိုင်မှုစူးစမ်းရတော့မှာပေါ့။ဆုံးဖြတ်ချက်ချတဲ့အချိန်ကစပြီးဒဏ်ရာရီလေးမှာရှင်းမှတ်ထားလိုက်ပါ တိကျတေချာတဲ့အချိန်အပိုင်းကြားတစ်ခုကိုစတင်သတ်မှတ်ပြီးဘဝရဲ့စီမံကိန်းတွေမြင့်တင်ပြောင်းလဲဖို့လိုတဲ့အရာတွေကိုချမှတ်စူးစမ်းလိုက်ပါကိုယ့်ရဲ့တိုးတက်မှုတွေအောင်မြင်မှုတွေတိတိတသာဖြစ်ပေါ်တိုးပွလာခြင်းရှိမရှိစမ်းစစ်ကြည့်ပါစူးစမ်းစူးစမ်းရုံးကန်နေစဉ်လိုအချက်တွေရှိရင်ပြုပြင်ဖြည့်ဆည်းပါသတ်မှတ်ထားတဲ့အချိန်အတွင်းအချိန်မီအောင်မြင်ရန်စူးစမ်းမှုနှုန်းကိုနှစ်ဆတန်တီးသုံးဆတန်တီးမြင့်တင်ပါ တည်ကြပါရင်တမတ်ထားတဲ့ကာလအတိုင်းတာရောက်ရင်ကိုယ့်ဘဝကိုပြန်ပြောင်းမျိုးကြည့်လိုက်ပါဘဝရဲ့ပြောင်းလဲတိုးတက်မှုတွေအောင်မြင်မှုမှတ်တိုင်တွေကိုသိစားပေါင်းတွေ့မြင်ရမှာပါဒါဆိုရင်တော့တိုင်းတိုင်းကြီးလေးထဲမှာကို့အောင်မြင်မှုတွေအကြောင်းလှလှပပရသဆုံးအောင်ရေးမှတ်သွားနိုင်လာပါလိမ့်မယ်ကဲအဲဒါဆိုရင်ခုအားစပြီးအောင်မြင်ခြင်းတိုင်းတိုင်းကြီးလေးစရေးလိုက်ရအောင်နော်စိတ်ဆန်းပြူစေတက္ကသိုလ်အခုလိုအချိန်ပေးနှားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရစေ။ အားလုံးပဲဘေးရန်အပေါင်းမကင်းစင်ပြီးကိုယ့်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာနှုတ်ဆက်လိုက်ပါရခင်ဗျာ။